ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မန်ဆိုတော့ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ဆိုစီတဲ့နဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ပေါ့ဗျာဆိုတော့ပထမဆုံးကတော့ Andre Unana ပါ Unana ကိုကျွန်တော် rating နဲ့ကျွန်တော်ဒီနေ့ပွဲမှာ60ကျွန်တော်ပေးထားတယ် Unana အနေနဲ့ဒီနေ့ပွဲဆိုစီတဲ့ရဲ့ဘက်က goal box ကန်သွင်းမှု10ချိန်မှာ3ချိန် goal box တည့်ခဲ့တယ်အဲ့ဒါပထမပိုင်းက goal box ကန်သွင်းတည့်တဲ့အချိန်ပဲဒုတိယပိုင်းမှာဆိုလို့ရှိရင်ဆိုစီတဲ့ရဲ့ဘက်ကဘာမှန်းကိုကျွန်တော်မလုပ်နိုင်ခဲ့တာ ဒူဒီနော63မိနစ်မှာအနီးကထိသွားပြီးတဲ့နောက်ပိုင်းအပြင်အဲ့ဒီရှိမှာကိုပဲကျွန်တော်ကဘာမှန်အန်ဒီအမြိုင်းမပေးနိုင်ခဲ့တာဆိုတော့စူစီတဲ့အနေနဲ့ပေါ့နော်ကျွန်တော်ဒီဂိုးပေါက်ကန်တူမူ3ချိန်ရှိတဲ့တဲ့ကအူနန္နာအတွက်အရင်ကြီးခက်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 ဖမ်းရခဲ့ရမရှိဘူးပင်နေဒီတလုံးကလည်းပဲပင်နေဒီဆိုမှတော့ကျွန်တော်အများကြီးပြောစရာမလိုဘူးပေါ့ဗျာ။ဒါကြောင့်ကျွန်တော်တော့ရေနေမဲ့ကျွန်တော်ဒါ60ကျွန်တော်ပေးထားပါဗျာ တော့ Aiden Heaven ကိုကျွန်တော် rain နဲ့ကျွန်တော်70ပြထားတယ်ဒီ exam လေးကဒီနေ့ပွဲစဉ်မှာတော်တော် ကောင်းတဲ့ performance ပြသွားတယ်လို့ကျွန်တော်ထင်တယ်သူသမီးတော့လူငယ် player တယောက်အတွက်ဒီလိုမျိုးဥရောပပြိုင်ပွဲတစ်ခုမှာကစားရတယ်ဆိုတာမျိုးကတော်တော်ကိုတာဝန်ကြီးလေးတယ်ပါနော်ဒါအပြင်ယာယီစကလေးကနေပြီးတော့စကစားတာမျိုးမဟုတ်ဘဲနဲ့လူမရှိလို့ကျွန်တော်အနေနဲ့ပေါ့နော်ဒီသူ့အချင်းကြီးကောင်းမဲ့ပုံစံထည့်ရင်းနဲ့မှသူ့အချင်းကြီးကောင်းလာတာဆိုတော့ဒီကစားမလေးဒီပွဲမှာကစားသွားတဲ့ performance က လာမယ့်ရှေ့ပွဲစဉ်ဒီမှာနီးပြဖြစ်တဲ့ရူဘင်အမိုရင်အတွက်ပေါ့နော်။ Okay ငါတော့ခန်းစစ်နေရာတနေရာအတွက်စိတ်ချပြီးကွာဆိုတဲ့အတွေ့မျိုးဝင်သွားစေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်သူ့ကို rain number ကျွန်တော်70ပေးထားသလို delay ကိုလည်း rain number ကျွန်တော်70ပေးထားပါတယ်။သူတပင် delay ကအဲ့တော့ delay ကိုလည်းကျွန်တော် rain number ကျွန်တော်60ပေးထားတယ်။တကယ်ကောင်းခဲ့တဲ့ performance ကိုပြခဲ့တာပါဒီလစ်လည်းပဲအမေကံမကောင်းစွာနဲ့ penalty ပေးခဲ့ရတာကတိုင်ပတ်သွားတာပေါ့နော်ဒါပေမဲ့လည်းလို penalty ကစောစောစီစီပေးရတယ်ဆိုတော့အသင်းတို့က ဒါအရာအလုံးကိုပြန်လဲအပြောင်းလဲလုပ်ဖို့အတွက်အချိန်ရှိခဲ့သေးတာတကယ်လဲလုံနိုင်ခဲ့တယ်ဆိုတော့ဒီလေးရဲ့ penalty ပေးရမှုကအဲ့လောက်တော့ပြောစရာတော့မရှိခဲ့ဘူးဒါပေမဲ့လို့ဗောနော်အမြင်ပေါ်ရှင်းထုတ်တာတွေကိုယ်တိုင်တော့မှ area box ထဲကနေ goal ကန်သွင်းခွင့်ရခဲ့တာတချို့တွေ clearance တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီလေးဒီအများကြီးဆင်ပြေခဲ့တဲ့ကစားမပါဒါကြောင့်ကျွန်တော် random ကျွန်တော်60ကျွန်တော်ပေးထားတယ် penalty တလုံးပေးခဲ့ရလို့ဒါ random ပဲသူညော့သွားတယ်ဗောနော် master v လည်းပဲ random 6ပါပဲ master v နေနဲ့ ီနေပွဲစဉ်မှာဗျာဂိုးပေါက်ဖန်တီးမှုတို့เนาะပြီးလို့ရှိရင်ဂိုးပေါက်ကန်သွင်းမှုတို့အများကြီးမရှိဘူးဆိုပေမဲ့သူဟာ right center back ဖြစ်ကစားခဲ့ရတာဒါပေမဲ့လည်းလို့အဲ့ဒီကစားသွားတဲ့ right center back နေရာမှာဒီကစားမကတော်တော်ကောင်းတာသူတွင်ပေါ့เนาะပြိုင်ဘက်က pressing လုပ်လာပြီးဆိုလို့ရှိရင်သူကောင်းကောင်းဖြီနိုင်စွမ်းကျွန်တော်ရှိတယ် နေရာတယောက်တယောက်ချင်းတယောက်ကြုံဖြတ်တာတွေဘာတွေနဲ့သူအမှန်ကန်လုတ်ပြီးတော့တော့ဒီဘောလုံးနေပါစင်းလေးနေပါတယ်သူဖန်တီးပေးတဲ့နေရာမှာပါတယ်။ဒါကြောင့်မာစတာဝေကတော်တော်ကိုကောင်းတဲ့အခိုက်တန်ကြီးအများကြီးရှိခဲ့လို့ကျွန်တော်ထင်တယ်။ rain နဲ့ပဲကျွန်တော်ဒီ60ကျွန်တော်ပေးထားပါတယ်။ Patrick Drugu ကိုကျွန်တော် rain နဲ့ကျွန်တော်70ပေးထားတယ်။ဒီဘွဲမှာ Patrick Drugu ကတော်တော်ကိုကောင်းကင်တဲ့ performance ပြခဲ့တာသူတမင်းရဲ့ဒုတိယပိုင်းပေါ့နော်။ဒုတိယပိုင်းမှာတကယ်ကောင်းတဲ့ performance သူပြနိုင်ခဲ့တယ်။ဒါအပြင် penalty တွေပါလေကျွန်တော်တို့သူ့အကြောင်းပဲကျွန်တော်ရတယ်လို့ နော်ပင်နေဒီကျွန်တော်သူ့ကြောင့်ကျွန်တော်ရတယ်အနီးကက်ဒီလည်းသူ့ကြောင့်ကျွန်တော်နေတယ်ပေါ့နော်ဒါရတယ်အဲပြိုင်ဘက်ကနေပြီးတော့ပေါ့နော်ဒါအပြင်သူကိုယ်တိုင်ကလည်းဟို chance creation နေလည်းသူရှိတယ် idea box တဲ့ကိုဖြစ်တယ်မို့ပြတာတွေသူလုံနိုင်တယ်ကိုယ်တိုင်ကိုဘောက်ကွန်တူလည်း၅ချိန်တိရှိခဲ့တယ်ဆိုတော့ Patrick Duku ရဲ့ဒီနေပွဲ performance ကတော်တော်ကိုကောင်းနေတယ်မှာကျွန်တော်ပါပါတယ်တော်တော်ကိုကောင်းနေတယ်မှာပါတာပါအဲဒါကြောင့်ပေါ့နော်ကျွန်တော်ကတော့ Patrick Duku ကိုရင်းနေပဲကျွန်တော်ဒါ7 ठी ကျွန်တော် ပေးထားပါတယ် အဲ့တော့ကျွန်တော်စအဲ့ဒီကျွန်တော်ပြထားတယ်နော်ဟိုဒူကူကဒီနေ့ပွဲမှာတော်တော်ကောင်းနေကစားမှာပါနော်တကယ်ကစားပါတော်တော်ကောင်းနေကစားမှာပါနောက်တစ်ယောက်ကဘရူနိုဖာနန်ဒက်စ်ပေါ့ဖာနန်ဒက်စ်ကိုလည်းကျွန်တော်ရင်းနမဲ့ကျွန်တော်80ပြထားတယ်အဲကျွန်တော်ကတော့ okay 90ကျွန်တော်ပြထားတယ်ဖာနန်ဒက်စ်ကို sorry 90ပြထားတယ်အတင်းတွက်အကြီးကြီးတဲ့ပင်နေတီတွေကိုသူလုံးဝတည်တည်ကြာကြာကန်သွင်းနိုင်ခဲ့တဲ့အမှားရွေးမရှိဘူးဒါအပြင်ကျွန်တော်တို့2-1ဖြစ်နေတော့မှာနောက်တကူလူနေတဲ့အချိန်မှာလည်းရလာတဲ့အခွင့်အရေးကိုသူ3-1ဖြစ်အောင်သူဖန်တီးနိုင်ခဲ့အဒီသွင်းယူနိုင်ခဲ့တယ်ပေါ့နော် တာပြင်ဒါလော့ကတကူနေဆိုတော့ဖုန်းဝင်နေပါလေဖြစ်တာဆိုတော့ finance အတွက်ဘယ်လိုပြောမလဲဗျာကျွန်တော်တို့ပြည်သက်တွေအတွက်လည်းဘယ်လိုပြောစရာဆိုစရာအများကြီးတဲကမှဒီကျွန်တော်တို့အတွက်လွတ်တာဆိုလို့ finance တော့ပဲရှိတယ်ပြောရမှာလားဒါတော့မှပထမပိုင်းမှာမင်းဖြစ်တယ်လို့ကန်သွားတဲ့အလုံးတချို့ကရှိသေးတာဒီပွဲတွေမကဘူးရှေ့ပွဲတွေမှာကျွန်တော်တို့ကြည့်တယ် Bruno Fernandes ရဲ့အသင်းဘုံကိုအရေးပါပုံတွေကဟိုအကယ်လို့ပေါ့နော် finance ကိုအမြင်ကပ်ပါတယ်ကွာဆိုတဲ့သူတွေတော့မှမြင်နိုင်နေပေါ့နော်ဒီ Manchester United မှာနောက်ဆုံးတော့ကျွန်တော်တွေးရရင်ညာ ော်ငါတို့တော့ဒီလောက်ထိတိုင်ပတ်နေပြီမြဲတယ်လို့ဘရူနိုလေးရှိသားပဲဆိုပြီးတော့ဖြစ်သွားရအောင်အောင်ကိုပဲဒီကစားမရဲ့ performance တွေကအသင်းပေါ်မှာကျတို့ပြနေတာသူသဖြင့်သူ့အနေနဲ့ပေါ့နော်ဒါ attacking room မှာအတိုင်းနာတကူဒီ like ခွင့်ရတယ်ဆိုမြဲတယ်သူဟာ number 10 room တွေပါနေကစားနေရတဲ့ player မဟုတ်ဘူးအသင်းရဲ့ number 8 room နေရာမှာသူကစားနေရတာ defensive midfielder တယောက်ရဲ့ဘေးမှာသူကစားနေရတာကာရလီမာသူရေစနာဘက်ဒီပါရီဂျားတဲ့အထိဘောလုံးတွေပါရီဆင်းယူရတဲ့အခြေအနေမျိုးတွေဒီကျွန်တော်တွေ့နေရတာ။ဒါကြောင့်မနော်ဖာနန်ဒက်စ်နေနဲ့အဲ့လို deep zone မှာကစားနေရတာတော့မ အမှန်ကန်ကောင်းတဲ့ performance ကိုပြလိုက်ပြီးတော့ hat trick သူရသွားတယ်ပေါ့နော်ထားလိုက်တယ်နဲ့ပါပဲကျွန်တော် rain နဲ့ပဲကျွန်တော်90ပေးထားပါဗျ။ Casemiro ဒီနေ့ပွဲတမှာကျွန်တော် rain နဲ့ပဲကျွန်တော်70ပေးထားတယ်။ Casemiro ကိုကျွန်တော်တော်တော်သဘောကျတဲ့နေရာမှာပါတယ်။သူသဖြင့်တော့ Ugarte တို့ပါတော့ injury ပြဿနာတွေကြောင့်လူစင်းနဲ့ပြန်ပါယုံတင်ရှိသေးပြီးတော့ပွဲအတွက်လူစင်းမှာမပါသေးတဲ့အချိန် Casemiro ကိုကျွန်တော်အနေနဲ့ဒါနေရာပေးရတယ်။ ကက်စမဲရိုကဒီမတိုင်ခင်အာဆင်နယ်နဲ့ကစားတဲ့ပွဲမှာလည်းတော်တော်ကောင်းတဲ့ performance ကိုသူပြနိုင်တယ်။ဒီနေ့ပွဲတမှာလည်းဆက်ကစားခွင့်ရခဲ့ပြီးတော့တကယ်အချင်းကြီးကောင်းတယ်။အနီထားရကျွန်တော်တွေသူ့ကိုအနာပေးလိုက်တယ်။ဒါပေမဲ့ကက်စမဲရိုစီကတကယ်ကောင်းတဲ့ performance ကြီးပြင်မြင်နေရပြီပေါ့နော်။ဒီတိုင်းလေးဆက်သွားနိုင်မှုပဲကျွန်တော်ပြောနေတယ်။70ကျွန်တော်ပေးထားပါတယ်။ဒါတော့ကျွန်တော် rate နဲ့ကျွန်တော်70ကျွန်တော်ပေးထားတယ်။ ဒီကိုတားလို့အနေနဲ့ defensive မှာသူ error တက်ခဲ့တာတွေသူမရှိပါဘူးဒီနေ့ပွဲမှာတိုက်စစ်လိုက်တာနဲ့ပတ်သက်လို့လိုအပ်ချက်တွေရှိရဲဆိုပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေနဲ့ရှင်ရင်တော့အများကြီးအဆင်ပြေခဲ့တယ်ပေါ့နော်ဒါအပြင်ကိုတိုင်းလည်းတကူသွင်းနိုင်ခဲ့တယ်เนาะဝင်းဘတ်တယောက်ရဲ့အနေထားကအဲ့လိုဖြစ်နေရမှာဗျာเนาะ Patrick Dubu ကလည်း area box set ကိုရောက်တယ်เนาะ Dalot ကလည်း area box set ကိုရောက်တယ်အဲ့လိုမျိုးကျွန်တော်ဖြစ်နေမှာဝင်းဘတ်တီကအဲ့လိုဖြစ်နေရမှာ တော့ rest match ရဲ့တော်တော်ကောင်းတဲ့ပြပမှုကနေပြီးစင်ဒါလောက်ကကျွန်တော်တို့တွင်းသွားတယ်ပေါ့နော်ကျွန်တော် rename ကျွန်တော်70ပေးထားပါတယ်ဂါနာချူ rename ကျွန်တော်70ပေးထားပါတယ်ကိုရန်ဂူးတွင်းနိုင်ခဲ့ခြင်းမရှိပြီမဲ့ဂါနာချူဟာဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော်တော်ကိုနီးဒီဗါလဲစူစီတဲ့ဘက်ကိုဒုက္ခပေးသွားတာပါနော်သူကိုယ်တိုင်လည်းဖာနန်ဒက်စ်ရဲ့ကိုကိုဖန်တီးပြီးနိုင်ခဲ့တယ်။အန်ဒီရများတဲ့ဆွေးပြေးမှုတွေတယောက်ချင်းကြော်ဖြတ်မှုတွေကိုပေါက်ကံမှုကျူးပဲ့မှုတွေနဲ့ကာနာဂျိုဝါထုံးစံတိုင်းအများကြီးအသင်းကိုအကျူးပြုနေတော့မယ်။ဒီတိုင်းလေးတိုင်းသူတူးပစ်တူးတက်သွားဖို့ပဲကျွန်တော်လိုတာ ဒီတိုင်းဒီတိုင်းပေါ့နော်ကျွန်တော်သာတူပြောမလဲကစားပတ်ဖို့ပဲသူလိုတာနော်တွဲကစားတင်းတဲ့နေရာတွေတွဲကစားအခြေဆက်နဲ့လုံးတင်းတဲ့နေရာတွေအခြေဆက်လုံးဒါမျိုးသူသွားမှာပေါ့နော်ကျွန်တော်ရင်းမဲ့ကျွန်တော်70ပေးထားပါတယ်60ရင်းမဲ့ကျွန်တော်70ကျွန်တော်ပေးထားပါတယ်ဒီနေ့ပွဲက random 70များတယ်ဘာလို့လဲဆိုတော့ကစားမားတွေကတကယ်ကောင်းတဲ့ performance တွေပြနေကြလို့ပဲဒီပွဲတစ်ပွဲလုံးမှာ60နေနဲ့ပြောမလဲသူကစားတာကပြတော်တော်ကိုညံ့ညောတယ်ခနာကိုကြီးအကြီးနဲ့ဆိုပေမဲ့လို့ပေါ့နော်သူကစားတာတော်တော်လေးကိုညံ့ညောနေတယ်မှာပါတယ်ဒါကြောင့်ကျွန်တော်70ကျွန်တော်ပေးထားတယ်တကယ်လည်းပဲ ဖြည်းဖြည်းချင်းနဲ့နျူကာဆင်ရဲ့ပွဲစဉ်မှာနီးပြားကပထမပိုင်းမှာသူ့ကိုထုတ်ပြီးကလေးကတောက်လျှောက်စုကိုကောင်းတဲ့ performance တွေသူပြလာတာ Resmas Island ကျွန်တော်ပုံမှန်ပွဲစဉ်တွေထက်အများကြီးပိုကောင်းတဲ့ performance လို့ကျွန်တော်ထင်ပါတယ်ကျွန်တော် rename ကျွန်တော်60ကျွန်တော်ပေးထားတယ်60ကျွန်တော်ပေးထားတယ်တော်တော်နည်းတယ်ပေါ့နော်ဒါပေမဲ့လို့စဉ်းစားကြည့်ရရင်ဒါလော်ရဲ့အလုံးကိုဖန်တီးပေးခဲ့တဲ့အလုံးကတော့သူတော်တော်ကောင်းတာပါနော်ဒါလေးတော့မှသူ flick လေးသူလောက်သွားသေးတယ်ဒါပေမဲ့ကောင်းနေပေါ့နော်ဒါပေမဲ့လေလို့ အဲ့ဒီမတိုင်ခင်မှာဆိုလို့ရင်သူ့အတွက်တကယ်ကောင်းတဲ့ chance တချို့ကျွန်တော်ရခဲ့တယ်အတင်းဘက်ကလည်းဖန်တီးပေးနိုင်ခဲ့တယ်ဒါပေမဲ့လို့သူကလည်းအတုံးချနိုင်ခဲ့ခြင်းမရှိဘူးဆိုတော့ရှေ့ပွဲစဉ်နေနဲ့စားလို့ရှိရင်တော့ပူကောင်းတဲ့ performance ကို white lens ကနေမြင်ခဲ့ရတာဒါပေမဲ့လို့တချို့အလုပ်တွေက goal တောင်မှသူ twin နိုင်မှရမယ့်ခြင်းမျိုးတွေ penalty တစ်လုံးနဲ့သူဖန်တီးပေးနိုင်ခဲ့တယ်ဒါအပြင် goal တစ်လုံးနဲ့ဖန်တီးပေးနိုင်ခဲ့လေဆိုတော့၄ goal ရခဲ့တဲ့အတင်းမှာ၂ goal ပါဝင်ပတ်သက်မှုရှိတယ်ဆိုတော့ renewal 6ကတော့နည်းတယ်ကွာနော်7တရားလို့ဒီကျွန်တော်ပေးသင့်တယ်လို့ကျွန်တော်ထင်တယ် violent အနေနဲ့ပေါ့နော်ဒီလိုတိုးတက်မှုတွေကိုဆက်ပြနိုင်ပါလိမ့်ဆိုပြီးကျွန်တော်မျှော်လင့်ရမယ်โอเคဆိုတော့ဒါကလည်းရှိပွဲထွက်လူကစားမ၁၁ယောက်နဲ့ပတ်သက်လို့ပေါ့ဗျာဒုတိယပိုင်းဝင်လာတဲ့သူတွေကတော့ Collier တို့ Ericsson တို့ကတော့အများကြီးပြောဖို့လုံလောက်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ဒီမှာဘသူတွေကအကောင်းဆုံး performance တွေပြနိုင်ခဲ့တယ်ထင်ကြလဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်